မီတဲ့ဖက်ကဘာမှမပြောတော့ဘဲနဲ့အကုန်လုံးဒီတိုင်းအေးအေးဆေးဆေးလေးပြီးသွားမလို့ပေါ့နော်။ဒါပေမဲ့ရှင်မုံပြည့်ဒီနေ့တင်ထားတဲ့ post ရယ်ပြီးလို့ရှိရင်သူပြောတဲ့စကားတွေရယ်ဒီအရန်ချိုင်းလုံးလို့မတဲဒီဟာကိုတင်ရတာပါဒီဟာကိုဒီဗီဒီယိုရိုက်ရတာပါဆိုတော့ညီမနဲ့သူနဲ့လမ်းခွဲထားရသည်73ရက်နေ့ရမှာလမ်းခွဲလိုက်တာပါဧပြီ73ရက်နေ့ရမှာလမ်းခွဲလိုက်တာပါ72ရက်နေ့ညနေရမှာညီမအိမ်ပေါ်ကနေသူဆင်းပြီးတော့မှသူအိမ်ကိုသူပြန်သွားတာပါ ပြီးတော့ မင်းတဲနဲ့သူနဲ့စပြီးတော့မှသူနဲ့စပြီးတော့အတူတူနေဖြစ်သွားတယ်ဆိုတာသူ2024 6လပိုင်း24 25ရက်ကသူအိမ်ဘွားဆင်းလာတယ်အိမ်ဘွားဆင်းလာပြီးတဲ့အချိန်မှာပတ်စံလက်ထဲမှာတပြားမှမပါဘူးပတ်စံတပြားမှမပါဘူးပြီးတော့သူအိမ်ကိုမပြောင်းချင်ဘူးသူကသူတိုက်ခန်းငှားပြီးတော့မှနေမယ်အခန်းရှာပေးပါအခန်းရှာမယ်ဆိုပြီးတော့အခန်းအတူတူရှာပေးတယ်သူ့မှာပေးဖို့အတွက်ပတ်စံတပြားမှမရှိဘူးပတ်စံတပြားမှမရှိဘူးသူ့မှာ ်သူလုံးဝအိမ်ဘွားဆင်းလာတဲ့အချိန်မှာတက်စီခတာကိုသူမှပါမလာဘူးဆိုတော့ဟိုတယ်မှာနေရဲဒီအိမ်မငားကင်ဆက်ကြပေါ့နော်တပတ်လောက်မှာဟိုတယ်မှာနေရဲဟိုတယ်မှာနေရဲစားရဲတောက်တယ်အဲ့ဒါကြီးအကုန်လုံးညမပတ်စံနေပဲရှင်းခဲ့တယ်ညမပဲပေးခဲ့တာပါပြီးတော့သူအိမ်ငားမယ်ဆိုပြီးပြောတဲ့အချိန်မှာညမအိမ်ရှာတယ်အိမ်ရှာပြီးတော့အိမ်ရသွားတဲ့အချိန်မှာသူကအိမ်စာချုပ်ချုပ်ဖို့အတွက်လက်ထဲမှာပတ်စံတပြားမှရှိမနေဘူးသူ့အကူကဘန်ကောက်မှာသူ့အကူစီမှာသူအပ်ထားတဲ့ပတ်စံရှိရယ်ပေါ့နော်သူ့ကဘန်ကောက်မှာရိုက်ကူးရေးသွားနေလို့ ပြန်လာတဲ့အချိန်ကျလို့ရှိရင်ဒီအိမ်စာချုပ်ချုပ်ထားတဲ့ပတ်စံကိုသူပေးပါမယ်ဆိုပြီးမှညီမကိုပြောပါတယ်အဲ့ချိန်မှာညီမဒီတီတာရွှေဆိုင်မှာညီမရွှေလက်စွပ်တစ်ချက်သားကိုတွားရောက်ပြီးတော့မှညီမဒီအိမ်ကိုစာချုပ်ချုပ်ပြီးပါတယ်။အိမ်စာချုပ်ချုပ်တဲ့အချိန်မှာတလောက်6သိန်းနဲ့အိမ်က6လပွဲစားကတလောက်ပြီးတော့အာဒီပိုဇစ်ကတလောက်ဆိုတော့အလုံးပေါင်း8လချုပ်ရတယ်။အဲ့ဟာကိုညီမသူ့ကိုညီမပစံနဲ့စိုက်ပြီးတော့မှချုပ်ပေးထားတယ်။သူ့ကိုပြန်လာရင်ပေးမယ်ဆိုလို့။အဲ့ကနေပြီးတော့မှသူတယောက်တည်းမနေရဲဘူး။ အဲသူတငယ်ချင်းတွေကိုသူသူခေါ်ထားမယ်ပေါ့နော်သူတငယ်ချင်းတွေမလာခင်မှာညီမကိုအတူတူနေပေးပါဆိုပြီးမှပြောတယ်ဒါပေမဲ့ဒီကြားထဲမှာအเจ้าမျိုးမျိုးကြောင့်သူတငယ်ချင်းတွေဒီသူနဲ့အတူတူလာနေတဲ့အတွက်ကြောင့်မလို့ညီမနဲ့သူနဲ့အခုချိန်ထိအတူတူဒီအိမ်မှာရှိနေရတယ်ဒီအိမ်မှာရှိနေတဲ့အချိန်မှာဒီလေညီမအလောက်ကရတဲ့ပတ်စံညီမရှာတဲ့ပတ်စံနဲ့ပဲစားတယ်ညီမရှာတဲ့ပတ်စံနဲ့ပဲသုံးတယ်ညီမရှာတဲ့ပတ်စံနဲ့ပဲအားလုံးအိမ်ရဲ့မီတာခအကုန်လုံးအားစညီမပဲပေးခဲ့ရတာသူ့ပတ်စံတပြားတစ်ချက်မှမကုန်ခဲ့ပါဘူး သူဒီညီမနဲ့အတူတူနေရဲ့ဒီဒီနှစ်တွင်းမှာဒီနှစ်တွင်းမှာသူအလုပ်၃ခုသူကြောင်ညာ၃ခုရှိရအဲ့၃ခုရှိခဲ့တဲ့ဟာဒီလေညီမပတ်စံတပြားတစ်ချက်မှသူ့စီကမယူခဲ့ပါဘူးပြီးတော့အခုသူကပတ်စံပြန်တောင်းနေဆိုတော့သူယူထားတဲ့ပတ်စံကိုပြန်တောင်းတာပါညီမပြန်တောင်းနေဆိုတော့ဒါအင်အား၆လပြည့်သွားလို့နောက်ထပ်၆ချက်ဖက်ပြီးတော့မှ၆လချုပ်တယ်အားလုံးပေါင်းအင်အား၁၄လစာ၆သိန်းနဲ့၁၄လစာဆိုရင်၈၄သိန်းရှိပါတယ်မီတာခါက ဒီတနစ်စာမီတာခါတွက်လိုက်မယ်ဆိုလို့ရှိရင်10သိန်းကျော်ရှိရယ်အလုံးပေါင်း10သိန်းပဲညီမတွက်ထားတယ်အဲ့တော့64သိန်းသူစီကရစရာရှိရယ်ဒါအိမ်မှာစားတာတောက်တာသုံးတာတွေဒီနောက်ဆုံးစကင်ကဲသူတောက်ဖို့ဝိဝယ်တာကစဆက်လိုက်ဝယ်တာကစညီမပတ်စံနေပဲညီမစိုက်ပြီးမှဝယ်ပေးခဲ့ရတာသူဒီလိုမျိုးသုံးနေတာဒီလိုမျိုးတောက်နေရတာတွေကညီမပတ်စံနေပဲညီမပေးခဲ့ရတာပါအဲ့ဒါကိုသူကသူ့မှာအတိုင်းဝိုင်းရှိရယ်ဆိုပြီးတော့မှအခုမနေ့ကကျတော့ပေးမယ်လို့ပြောတယ်ဒီနေ့ကျတော့ လှုပ်ချင်တာလို့တဲ့အခုတွဲကပြက်တာကြနေပြီဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ညီမဖက်ကနစ်နာပါလေသူအဲ့လိုမျိုးပြောတဲ့အတွက်ကြောင့်မို့လို့လေ73ရက်နေ့ထိညီမနဲ့သူနဲ့အဆက်အသွယ်ရှိနေတယ်ဖုန်းမက်ဆက်တွေလည်းရှိနေတယ်စာတွေလည်းရှိနေတယ်73ရက်နေ့ညက်နေရမှာညီမကိုယ်တိုင်ပဲ ငါတို့တွေလမ်းခွဲကြရအောင်ဆိုတဲ့စာအောင်ညီမကိုယ်တိုင်ပဲပို့ခဲ့လိုက်တာပါ။ဘာလို့လဲဆိုတော့သူဒီလိုမျိုးဖောက်ပြန်နေရရင်ညီမမခံနိုင်လို့ပါ။ညီမအိမ်မှာနေရင်ညီမချက်တဲ့ထမင်းကိုစားတယ်ညီမနဲ့အတူတူထမင်းတောင်ပိုင်းနဲ့စားပြီးမှဂျင်သွားလိုက်အောင်မယ်ကိုကိုဂျင်သွားလိုက်အောင်မယ်တဲလေးရေးဆိုပြီးတော့မှတခြားမိန်းမအိမ်မှာသွားပြီးတော့မှအတူတူသွားအိပ်ပါတယ်။ဒါတော့မှတယောက်ထဲနဲ့ဖောက်ပြန်တာမဟုတ်ပါဘူး။မြောက်ရောက်များဆိုတာသူဖောက်ပြန်ထားတဲ့ဟာတွေသူ့ဖုန်းကိုညီမယူပြီးကြည့်တဲ့အချိန်မှာ အကုန်လုံးတွေ့ရပါတယ်အဲ့ဟာတွေကိုလည်းညီမစီမအကုန်လုံးဓာတ်ပုံချိုက်ပြီးတော့မှတက်တင်နေတကွာညီမယူထားပါတယ်နောက်ဆုံးဒီ April 9ရက်နေ့မှာဒါသူ့အကိုရုံးနဲ့သူအလူသွားလူတယ်ငလင်အလူသွားလူတယ်အလူသွားလူပြီးတော့မှအိမ်ပြန်လာမယ်လို့သူပြောပါတယ်အိမ်ပြန်လာမယ်လို့ပြောပြီးတော့မှအဲ့ဒီမှာညီမနဲ့သူနဲ့ဒီလိုပဲတမီးစားအရာစကားများကြတဲ့အချိန်မှာစိတ်ဆိုးပြီးတော့မှဘလော့လိုက်တယ်စကားများလိုက်တယ်အဲ့တော့အိမ်ကိုပြန်မလာဘဲနဲ့ဟိုတယ်မှာသွားပြီးတော့မှတခြားဆော့ကိုအိတ်ဖို့အတွက်ကိုခေါ်ပါတယ် ဲ့လိုမျိုးအိတ်ဖို့ခေါ်ထားတဲ့ဟာတွေ messenger မှာသူပြောထားတဲ့ဟာတွေစာတွေအားလုံးဒီလဲတက်တင်နေတကွာညီမမှာရှိပါတယ်ဟိုတယ်မှာလဲဆော်ခေါ်ပြီးတော့အိတ်တာတွေလဲညီမမှာတက်တင်အကုန်လုံးရှိပါတယ်ဆိုတော့ तू ကအခုတအားတရားလုံလုံအားကြီးသွားပြီသူ့ဘက်မှာအတိုင်းဝိုင်းရှိတယ်ဆိုပြီးတော့မှညီမကိုအခုလိုမျိုးဖိနှိပ်တာအခုလိုမျိုးနိုင်ထက်စင်းင်းလောက်တာယောက်ျားတယောက်ဖြစ်ပြီးတော့မှယောက်ျားတောင်းရင်ယောက်ျားမရှိဘဲနဲ့မိမ့်မလို့မိမ့်မရနဲ့အခုလိုမျိုးတွေသူညီမကိုပြောလို့ညီမဒီဟာကိုတင်ရခြင်းဖြစ်ပါတယ်ပြီးရင် तू နဲ့ဖုန်းပြောထားတဲ့ record တွေ ူဒီဘတ်ဆက်နေကိုပြန်ပေးမယ်ဆိုပြီးဂတိခံထားတဲ့ record တွေဒီလဲညီမ Facebook မေးဖယ်ဦးဆိုတဲ့အကောင့်မှာညီမ Facebook မှာညီမတင်ထားပါတယ်အဲ့ဒါတွေကိုလဲညီမဒီသူနဲ့ရှိခဲ့တဲ့အချိန်မှာဖောက်ပြန်မှုလည်းမရှိခဲ့ဘူးတစ္ဆာမဲမှုလည်းမရှိခဲ့ဘူးညီမဖက်ကမိန်းမတယောက်ရဲ့တာဝန်ကိုကြည်အောင်အကုန်လုံးလုပ်ပေးခဲ့ပါတယ်မိန်းမတယောက်ထက်လွန်ကဲတဲ့တာဝန်တွေကိုကြည်ပြီးမှညီမပကုံးပေါ်မှာပဲတင်ထားပြီးသူ့ကိုကြွေးထားခဲ့ရတာမွေးထားခဲ့ရတာစကင်ကဲအားစအိမ်မှာ စားဖို့တောက်ဖို့မီးဖို့ကြောင့်အကုန်လုံးအစအစရရ ကိုမွေးထားတဲ့ကလေးတယောက်ကလေးတယောက်ကိုပြုစုနေရတယ်လို့မျိုးကျမသူ့အိမ်ပေါ်မှာတင်ပြီးတော့အဲ့လိုမျိုးထားခဲ့ရတာအဲ့လိုမျိုးထားထားရတာမှပဲသူကတခြားမိန်းမတယောက်တော့မကတော့မိန်းမတွေနဲ့သူဖောက်ပြန်နေဆက်ချက်တယ်သူဆက်ချက်ထားတဲ့ဟာတွေကဆာကျမ Facebook အကောင့်မှာတင်ထားပါတယ်။သွားကြည့်လို့ရပါတယ်ရှင်။မိသားစုနဲ့သူ့မှာအတိုင်းဝိုင်းရှိတယ်မိသားစုရှိတယ်ဆိုပြီးအခုလိုမျိုးဖိနှိပ်တာကိုညမမခံနိုင်လုံးလုံးဒီဟာကိုတင်ရတာပါ။ ်ညီမအခုလိုမျိုးတင်ရတဲ့အတွက်လည်းအားလုံးဒီလိုမျိုးနားထောင်ပေးနေရကြည်ပေးနေရလူတွေအားလုံးကိုလည်းတောင်းပန်ပါတယ်နိုင်ငံရေးမကောင်းတဲ့ကြားတွေကစိတ်အနှောက်အယှက်ဖြစ်သွားတယ်ဆိုလို့ရှိရင်လည်းမိသားဘက်ကအနှူးညွတ်တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်မိသားအခုလိုမျိုးတင်ရတယ်ဆိုတာလည်းအယမ်းမခံစားနိုင်လို့အခုညနေမှာသူပြော ထားတဲ့စကားတွေသူပြောတဲ့စကားလုံးတိုင်းစကားလုံးတိုင်းအကုန်လုံးဒီညမစီမှာအကုန်လုံး record ယူထားပါတယ်သူဒီတရားဥပဒေအရသွားမယ်လို့သူပြောပါတယ်ဟုတ်ပါတယ်သွားပါရှင်ရပါတယ်ကြိုက်တဲ့လမ်းနဲ့သွားပါညမဘက်ကလည်းအကုန်လုံးလုပ်ဖို့အစင်တင်မှာပဲညမဘက်ကလည်းအကုန်ပြင်ဆင်ပြီးမှအကုန်လုံးလုပ်ထားပါတယ်လို့သူသွားချင်တဲ့လမ်းအနေသွားပါတရားဥပဒေတိုင်းပဲဖြည့်ရှင်းရှင်းဘလို့နီးနဲ့ပဲဖြည့်ရှင်းရှင်းဒါပေမဲ့ညမပတ်စံကိုသူယူသုံးထားတယ်ဆိုတဲ့ဟာကိုတော့တတ်တဲ့နဲ့တကွာအကုန်လုံးရှိပါတယ် ။ तू ကပြောရဲစာချုပ်စာတမ်းနဲ့ယူထားတာမဟုတ်ဘူး။ तू ညီမဒီလိုမျိုးစိုက်ထုတ်ပေးထားတာစာချုပ်စာတမ်းမရှိဘူး။ပေးခြင်းပေးမယ်မပေးခြင်းမပေးဘူးဆိုတဲ့စကားဒီယောက်ျားစကားမဟုတ်ပါဘူး။မိန်းမလို့မိန်းမရမိန်းမထမိန်ကခိုစားပြီးရောမှတိတ်ခါမရှိတော့ယောက်ျားအကျင့်ဆက်ရိုက်နေဒီလိုမျိုးပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့မိသားဖက်ကလုံးဝမခံနိုင်လို့လို့ဒီဟာကိုတင်ရတာဖြစ်ပါတယ်အခုလိုမျိုးပြောတဲ့အထက်မှာစကားအရင်းနေပါသွားတယ်ဆိုလို့ရှိရင်လည်းကြည်နေတဲ့ကြည်နေတဲ့လူတွေအားလုံးကိုတောင်းပန်ပါတယ်လို့မိသားကပြောချင်ပါတယ်ရှင်အားလုံးကိုလည်းကျေးဇူးအများကြီးလက်တင်ပါတယ်ရှင် ညီမအခုဒီဗီဒီယိုလေးရိုက်ရတာရှင်ဘုံပြည့်ဒီနေ့တင်ထားတဲ့စာကိုညီမပြန်ပြီးတော့မှပြန်ရှင်းချင်လို့ပါရှင်။သူတင်ထားတာလေအခုလက်ရှိဖြစ်ခဲ့တဲ့ပြဿနာအားလုံးကကျွန်တော်စိုးခဲ့လို့ဖြစ်ခဲ့တာပါတဲ့။ကျွန်တော်တယောက်တည်းနဲ့ပဲဆိုင်တဲ့ပြဿနာပါ။အဲ့ဒီအတွက်ကျွန်တော်နဲ့ပဲတက်ဆိုင်ပါတယ်တဲ့။သူနဲ့တွဲနေတာကိုကျွန်တော်မိသားစုညီကိုမောင်နှမတွေကဘယ်သူမှမသိပါဘူးတဲ့သူပြောထားတယ်။အဲ့ဒါဒီညာတာပါ။ဆိုတော့ သူမိသူမိသားဆိုမသိဘူးဆိုတာညတာပါအိမ်မှာသူညီလေးလာလေတယ်လာအိတ်တဲ့ခါလေးရှိပါတယ်သူခရီးသွားပြီးတော့ပြန်လာတဲ့ချိန်ကျရင်သူ့အကိုတွေသူ့အမတွေဒီအိမ်အောက်ထိလိုက်ပို့ပါတယ်သူမိဘတွေလည်းညီမတို့တူတူနေတဲ့အိမ်ကိုတိပါတယ်ဒီမှာညီမတို့နှစ်ယောက်တူတူနေရဲဆိုတာကိုသူမိသားစုတွေတိပါတယ်ရှင်ပြီးတော့နှစ်ဖက်မိဘတွေ သဘောမတူလို့ညီမဖက်ကလည်းသူနဲ့သဘောမတူပါဘူးအဲ့အတွက်ကြောင့်မလို့ညီမတို့အတူတူနေပြီးတော့မှစူးစမ်းကြမယ်ပေါ့နော်စူးစမ်းပြီးရင်လက်ထပ်ပါမယ်ဆိုပြီးဂရုပေးခဲ့လို့ညီမသူနဲ့အတူတူနေတာပါပြီးတော့ညီမတို့ pre wedding နေရိုက်ထားတဲ့ပုံတွေလည်းညီမ Facebook အကောင့်မှာလည်းတင်ထားတာအားလုံးလည်းတွေ့မှာပါเนาะပြီးတော့သူရေးထားတယ်อืมကျွန်တော်မိဘအိမ်နဲ့အရွက်တိုက်ပြီးတော့တဲ့စိတ်ဆိုးပြီးအိမ်ဘွားဆင်းခဲ့တဲ့အချိန်မှာတဲ့ကျွန်တော်သွားစရာမရှိရတဲ့အတွက်သူကြီးကြီးဖြူဖြူနဲ့ကျွန်တော်ကိုကူညီပြီးရဲ့သူ့တငယ်ချင်းအိမ်မှာ ။သူနဲ့အတူတူ၃လရက်နေခဲ့ပါတယ်တဲ့။ Sorry ။ဟုတ်ပါတယ်။ဘာလို့လဲဆိုတော့ညီမကလွဲပြီးတော့မှသူ့ကိုကူညီမဲ့လူမရှိရတဲ့အတွက်ကြောင့်မလို့ညီမကူညီခဲ့တာပါ။ညီမကသူ့ချစ်သူဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုကူညီခဲ့တာပါ။အဲ့ဒီအတွက်ကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်တဲ့။ဒါပေမဲ့ကျွန်တော်အားနာလို့တယောက်တည်းကိုပါတာအင်္ဂါပြီးတော့နေမယ်လို့သူ့ကိုပြောခဲ့ပါတယ်တဲ့။အဲ့ဒီအချိန်ကျွန်တော်လက်ထဲမှာငွေတကယ်မရှိပါဘူး။ကျွန်တော်ရကြရာ ပတ်စံတွေကအချိန်နှလားလောက်ကြာအောင်မှဖြစ်တဲ့အတွက်ကျွန်တော်ဘာသာတနည်းနည်းနဲ့ကြိုးစားပြီးအစဉ်ပြေအောင်နေဖို့ဆုံးဖြတ်ထားပေမဲ့သူကအင်္ဂါဖို့အတွက်ကိုအားလုံးသူစီစဉ်ပေးမယ်လို့ပြောခဲ့ပါတယ်တဲ့စီစဉ်ပေးမယ်လို့ပြောရတာဒီသူယောက်ျားတစ်ယောက်ဖြစ်ပြီးတော့သူ့မှာပတ်စံလည်းမရှိဘူးကျွန်မချစ်သူလည်းဖြစ်တယ်အခက်ခဲရောက်နေတဲ့အတွက်ကြောင့်မလို့ညီမကဥဆောင်ပြီးတော့မှကူညီပေးခဲ့တာပါဒီငွေကိုလည်းသူတနည်းနည်းနဲ့ရအောင်ကြိုးစားပြီးတော့ဒီနှစ်လအတွင်းမှာပြန်ဆက်မယ်လို့သူပြောတယ်ဒါပေမဲ့အခုချိန်ထိအပစံကိုမဆက်သေးပါဘူးเนาะပြီးတော့ သူတနည်းနည်းနဲ့ကြိုးစားမယ်ဆိုလို့ရှိရင်ဘာကြောင့်ခုထိမကြိုးစားဘဲနဲ့အိမ်မှာထိုင်ပြီးတော့ညီမလှုပ်ရှားကိုထိုင်စားနေရလဲနော်ညီမမေးတာပါကျွန်တော်ကိုယ်တိုင်လည်းတကယ်အခက်အခဲဖြစ်နေတဲ့အတွက်သူစီစဉ်ပေးတာကိုလက်ခံပြီးတော့ပတ်စံရတာနဲ့ပြန်ပေးမယ်လို့အတန်တန်သူ့ကိုပြောခဲ့ပါတယ်တဲ့အတန်တန်သူပတ်စံရတာနဲ့ပြန်ပေးမယ်လို့ပြောတယ်ဒါပေမဲ့နှစ်လလို့ပြောတယ်နှစ်လအတွင်းမှာသူပတ်စံရမယ်ပြန်ပေးမယ်လို့ပြောတယ်ဒါပေမဲ့အခုချိန်ထိသူမပေးသေးပါဘူးနော် ျွန်တော်တို့အဲ့အချိန်တည်းကငှားထားတဲ့အိမ်မှာတူတူနေပြီးတော့မှကျွန်တော်ပတ်စံရတိုင်းကျွန်တော်မှာကေဘေးမရှိရတဲ့အတွက်သူ့အကောင့်ထဲပဲသိန်း20ရရ30ရရအမြဲထည့်ပေးခဲ့ပါတယ်တဲ့ဒါအမှန်တရားပါတဲ့ခုနအချိန်မလောက်တဲ့အတွက်အခုနောက်ထပ်ကြံတဲ့ဟာလေးတွေဖတ်ပြပါမယ်နော် ကျွန်တော်တို့အဲ့ဒီအချိန်တည်းကငှားထားတဲ့အိမ်မှာတူတူနေပြီးကျွန်တော်ပတ်စံရတဲ့အိမ်မှာတဲ့ကျွန်တော်ကေပေးမရှိတဲ့အတွက်ကြောင့်မလို့သူ့အကောင့်ထဲပဲသိန်း20ရရ30ရရအမြဲထည့်ပေးခဲ့တယ်တဲ့ဒါအမှန်တရားပါတဲ့ဆိုတော့အဲ့ဒါဒီလည်းမှားပါတယ်မှားတယ်ဆိုတာအဲတော့ကတော့သူ့ကေပေးကလော့ကျတာလားဘာလားမသိပါဘူးရှင်အဲ့ဒီအချိန်မှာ तू ကသူ့အကူရဲ့အမျိုးသမီးစီကနေပြီးတော့သူ့သူ့အကူကပတ်စံ30သိန်းလွှဲခိုင်းပါတယ် ်ကေဘီရဲကိုဆက်သိမ်းဝင်လာပါတယ်ညီမကေဘီရဲကိုဆက်သိမ်းလွှဲပါတယ်အဲ့ဆက်သိမ်းဒီလဲသူနဲ့ညီမနဲ့စီတီမတ်မှာဒီအိမ်အတွက်လိုအပ်တဲ့တပြက်စီထမင်းပေါင်းအိုးပါညာပေါ့နော်ဟင်းချက်ဖို့အဲ့အဲ့ပကံနေပါလေလိုတဲ့ဟာတွေအဲ့ပတ်စံ7သိန်းကိုလည်းတုံးလိုက်ပါတယ်။နောက်ထပ်ထပ်ပြီးတော့မှ7သိန်းနဲ့နောက်ထပ်3သိန်းကျော်လွှဲတဲ့ဟာကတော့အဲ့ဒါကတော့သူ့ဘာသူ KB ဆိုင်မှာပဲထုတ်ပြီးတော့မှသူ့ကိုရေးကိုတာအတွက်တုံးတာပါသူ့ပတ်စံကိုညီမမတုံးခဲ့ပါဘူး။ဘာလို့လဲဆိုတော့ညီမတီလည်းကိုယ့်အကူအလုံးလုံးနေရဲ့လူတယောက်မလို့ညီမမှာဝင်ဝင်ရှိပါတယ်ရှင်။အဲ့ဒါလေးကိုလည်းနောက်ကြနောက် ိုင်းနေကြရင်မှပြန်ပြီးတော့မှအကုန်လုံးရှင်းပြပေးပါမယ်သူလည်းသိပါတယ်အဲ့ပစံတွေကိုကျွန်တော်တို့နှစ်ယောက်အတူတူစားတောက်ခဲ့ကြရတယ်။သူရရင်သူပေးတယ်ကျွန်တော်ရရင်ကျွန်တော်ပေးတယ်တဲ့။ကျွန်တော်တို့နှစ်ယောက်နှစ်ယောက်ထဲတဲ့ဘသူမှပို့ပြီးတော့မသိနိုင်တဲ့အကြောင်းအရာတွေကိုတဲ့ကျွန်တော်ထပ်ပြီးတော့มาတဲ့မရှင်းပြချင်ပါဘူးတဲ့။မရှင်းပြချင်ဘူးဆိုတဲ့အချိန်ကျတော့သူပေးခဲ့တဲ့ပစံတွေကိုညီမကမတုံးခဲ့ဘူးရှင်။ ခုနညီမရှင်းပြထားသလိုပဲ KB ထဲမှာလွှဲခဲ့တယ်ဆိုတော့ဒီဒီဒီပတ်စံ amount ပေါ့နော်7သိန်း7သိန်းနှစ်ခါ3သိန်းကျော်တစ်ခါဒါပဲလွှဲခဲ့ဘူးလေညီမနဲ့တူနေတောက်လျှောက်အတူတူနေရတောက်လျှောက်မှာဒါဒီလဲအိမ်အတွက်လိုအပ်တဲ့ဟာတွေဝယ်တယ်ညီမကိုကြီးကိုယ်တိုင်တုံးခဲ့တာမရှိဘူးအဲ့ဝယ်တယ်ဆိုတာလဲ7သိန်းဟာ7သိန်းပဲတုံးခဲ့တယ်ပေါ့နော်အဲ့အဲ့တော့သူ့မှာထက်ရှင်းရှင်းမပြချင်ပါဘူးဆိုတော့သူ့မှာရှင်းပြဖို့အတွက်သူ့မှာစကလုံးမရှိဘူးလေဘာလို့လဲဆိုတော့သူတောက်ဖို့ဆက်လိုက်ဖို့ပေါ့နော် နောက်ဆုံးစေချတောက်ဖို့ဝါစာဒီညီမပတ်စံနေပဲရှင်းခဲ့ရတာ哦အလောက်ထိညီမဘက်ကနေပြီးတော့သူ့ကိုကြည့်ပြီးခဲ့ရအောင်အခုကိစ္စတွေမဖြစ်ခင်အရှိမလဲတဲ့ကျွန်တော်တို့နှစ်ယောက်အတူတူနေထိုင်ခဲ့ကြပေမဲ့စိတ်တော်ရခြင်းမတိုက်ဆိုင်တဲ့မတိုက်ဆိုင်တာတွေအများပြီးတော့တဲ့ရန်တွေခဏခဏဖြစ်ခဲ့ရတဲ့အဲ့အချိန်ကာလတွေကနှစ်ဦးနှစ်ဖက်ဘလို့မှရှေ့ဆက်လို့မဖြစ်နိုင်လို့လမ်းခွဲဖို့အတွက်အချိန်ချင်းကာကညှိနှိုင်းခဲ့ပါသေးတယ်တဲ့ဆိုတော့ချင်းချင်းကာကညှိနှိုင်းခဲ့တာဒီသူဖောက်ပြန်နေတာသူလုံနေတာ ဲ့ဒီအတွက်ကြောင့်မို့လို့ညီမဖက်ကနာနာချင်းချင်းနဲ့ခွန့်ပေးခဲ့တာရရှိတယ်။ညီမတို့နှစ်ယောက်သူအဲ့လိုမျိုးကြီးလုပ်နေရတယ်တိတော့တကြောင်သဘောထားချင်းမတိုက်ဆိုင်အောင်ရန်ဖြစ်ခဲ့ကြတာရှိတယ်။ဒါပေမဲ့သူ့ကိုအိမ်ပြန်ခိုင်းရင်ဘယ်တော့မှမပြောင်းဘူး။ညီမစီမှာပဲနေမယ်ဆိုပြီးတော့မှဆက်လက်ပြီးတော့မှနေရညီမခွန့်လွတ်ပေးခဲ့ပါတယ်။အသက်အန္တရာယ်သူသူလက်မခံခဲ့ပါဘူးတဲ့။သူအသက်အသက်အန္တရာယ်ကိုထိခိုက်ဖို့အထီးသူသူ့ကိုသူချင်းချောက်ခဲ့တယ်တဲ့။အဲ့လိုမျိုးချင်းချောက်အောင်ညီမယူနေရလည်းမဟုတ်ပါဘူးရှင်။ ညီမကလေးလည်းမဟုတ်ပါဘူးရှင်ညီမဒီအသက် အရွယ်အသက်ပြည့်ပြီသားအမျိုးသမီးတစ်ယောက်ဖြစ်ပါရဲ့ရှင်အဲ့တော့ညီမကလေးသူလက်မခံခဲ့ပါဘူးတဲ့အသက်အန္တရာယ်ကိုထိခိုက်ဖို့သူချင်းချောက်ခဲ့ပါတယ်ပေါ့နော် ပြီးတော့ဒါကြောင့်လည်းကျွန်တော်အစဉ်ပြေအောင်ပြန်တွဲရတဲ့အခုကိစ္စမှာတဲ့ကျွန်တော်မှားခဲ့တာကိုကျွန်တော်ဝန်ခံပါတယ်တဲ့အဲ့အတွက်လည်းတဲ့သူသူအပောင်ဝင်တဲ့ကျွန်တော်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ခဲ့တဲ့သူတွေအားလုံးကိုတောင်းပန်ပါတယ်တဲ့ တောင်းပန်ရမှာဒီညီမကိုကျင်တဲ့အောင်တောင်းပန်ရမှာရှင်မုံပြင်းရင်တောင်းပန်မှာငါ့ကိုတောင်းပန်ရမှာโอเคနင်ကငါ့အပေါ်မှာပြစ်လောက်ထားတာငါ့အပေါ်မှာမိန်းမတကာနေနေဖောက်ပြန်ထားတာအဲ့တကြောင့်မို့နင်ကငါ့ကိုလာတောင်းပန်ရမှာဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်ဘသူစီကမှပိုင်းလုံးလောက်ခဲ့တာမရှိပါဘူးတဲ့သူ့အပေါ်မှာလည်းမလောက်ခဲ့ပါဘူးအဲ့ဒါကိုလည်းသူတိပါတယ်တဲ့သူတိလားမတိဘူးလားဆိုအခုငါချပြနေရအကုန်လုံးနင်နားထောင်လေနင်ကြားရမလားငါတင်ထားတာလေ ငါတင်ထားတဲ့ဗီဒီယိုတွေအကုန်လုံးငါပြောနေရတဲ့ဒီအကုန်လုံးအမှန်တရားတွေကြီးပါပဲเนาะကျွန်တော်တို့နှစ်ယောက်လူငယ်တဘာဝအရာချစ်သူဖြစ်ကြတယ်တွဲကြတယ်ရှိအတူမရှိအတူနေခဲ့ကြတယ်ကျွန်တော်ကျွန်တော်သူစေတနာကိုလည်းမစော်ကားပါဘူးတဲ့ကျွန်တော်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့တဦးတယောက်ချင်းစီကိုလည်းအနူးညွတ်တောင်းပန်ပါတယ်တဲ့ဆိုတော့ဟုတ်ပြီတောင်းပန်တာဒီတဦးရတယောက်ချင်းဟုတ်ပြီနင်းเจ้าမအကုန်လုံးစိတ်အနှောက်အယှက်ဖြစ်သွားတယ်ဖြစ်သွားတယ်နင်းတောင်းပန်ရမယ်မှန်တယ်နော် ဒါပေမဲ့ငါကျင်နဲ့အောင်နေတောင်းမှန်ရမှာဘာလို့လဲဆိုတော့ငါအခုရှင်းပြထားသလိုပဲနင်ဒီငါအိမ်ပေါ်မှာနေရယ်ငါရှာတာကိုစားတယ်ဆိုပြီးတော့မှငါငါပြောထားရသည်အလုံးဒီအမှန်တရားပဲโอเคပြီးတော့နင်ကအတူတူအိမ်မှာနေကြတာတဲ့သူတယောက်တည်းနေရမဟုတ်ဘူးနင်တယောက်တဝက်ပေးမယ်ပေါ့အဲ့လိုမျိုးပြောတယ်โอเคဟုတ်ပြီနင်ကငါ KB ထဲမှာနင်လွဲထားတာတိန်း20 30ပေါ့နင်ပြောတယ်အခုနင်တက်တင်နေပြဆိုလို့နင်အမှ30 30ငါငါလည်းရှင်းပြထားရယ်နော်နင်ရဲ့ ဒါမကြီးပေါ့နေအကိုရဲ့မိန်းမအကိုရဲ့ဇနီးရနေပြီးတော့မှလွှဲထားတဲ့ဟာတွေကိုအဲ့ KB တွေပေါ့တိုင်း30ပဲထားပါတော့ဒါပေမဲ့နေငါနဲ့တူတူရှိတဲ့ချိန်မှာငါစိတ်နှက်စိတ်လက်စွတ်တကွင်းရွှေအခောက်ရွှေတစ်ချက်တာနော်ဒါဆွဲသီး7 3 80ဂျอร์ဒန်ဆွဲသီးကြပြောက်သွားတာထားလိုက်ပါတော့လက်စွတ်ကအလုံးပေါင်း3ကွင်းငကက်တရံလော့ကက်တစ်ခု အဲ့ရတန်ဖို့စိန်နဲ့လောက်ထားတဲ့ဟာကြီးနော်အကုန်လုံးကနောက်ဆုံးစိန်နဲ့လောက်ထားတဲ့ဟာကြီးဈေးဘယ်လောက်ရှိလဲဆိုတာငါမချပြချင်တော့ဘူးโอเคတယောက်တဝက်ဆိုလို့ရှင်ငါအဲ့ဒါကြီးကုန်သွားတာရှိတယ်ပြီးရင်အမ်ပြီးတော့သူနှစ်ဆန်းတရက်နေ့နှစ်ဆန်းတရက်နေ့ကဂတိပေးခဲ့ရယ်နော်မြမကသူနဲ့အတူတူဒီနေထိုင်ခဲ့တဲ့ဇယိစကားတွေပေါ့နော်ဒါတွေအကုန်လုံးကိုဒါတွေအကုန်လုံးကိုမြမ ပြန်တောင်းတဲ့အချိန်မှာ तू ကမပေးနိုင်ဘူးပေါ့ तू မှပတ်သက်မရှိဘူး तू အဲ့လိုပြောတယ်အဲ့အတွက်ကြောင့်မလို့ okay အားဆိုလို့ရှိရင်အိမ်လားက84သိန်းနဲ့မီတာခပဲညီမပြန်တောင်းခဲ့တယ်အဲ့မှာ तू ကပြောပြောဒီအိမ်ကအတူတူနေခဲ့တာတဲ့အတူတူနေခဲ့တာတယောက်တဝက် तू ပေးမယ်လို့ပြောတယ်တယောက်တဝက်ပေးကြီးဆိုလို့ရှိရင်ဒီအိမ်ပေါ်မှာသူစားခဲ့တောက်ခဲ့တာကြီးအကုန်လုံးညီမရဲ့လက်ဝတ်လက်စားတွေအကုန်လုံးတင်းရချီကုန်သွားတဲ့ဟာကြီးကိုတယောက်တဝက်ခံမလားရှင်မုံပြေเนาะ နေအဲ့လိုပြောရဲဒီအိမ်ဒီတယောက်တဝက်မှားနေခဲ့တာလို့တယောက်တဝက်เนาะပေးမယ်အတူတူနေမယ်ဆိုတော့နေလက်ထပ်ပါမယ်လို့ပြောပြီးတော့မှငါတို့အတူတူနေခဲ့တာနေယောက်ျားဆိုလို့ရှိရင်နေတာဝန်ယူရမှာလေဘာလို့တယောက်တဝက်ကိုနေရလာပြောနေရလဲနေနှစ်ဆန်းတရက်နေရငါ့ကိုသိန်း60ပေးပါမယ်လို့နေလာပြောလာပြီးတော့မှဂတိပေးသွားတယ်เนาะဘေးမှာနင်းတငယ်ချင်းအောင်တက်တည်ရှိရဲ့မညမရှိရဲ့ငါအကူရှိရဲ့ ဟုတ်တယ်နော်နီကိုတိုင်းမြတ်တခုံကငါ့ကိုလာပြီးတော့မှဂတိပေးထားတယ်။နေစံတရက်နေ့ကပြောထားတာအခုဆိုလို့ရှိရင်ရက်ပြည့်သွားပြီ။အခုထိငါ့ကိုမဆက်တွယ်လာပဲနဲ့ Facebook မှာနေ post တင်တယ်ဒီလိုမျိုးပြောတယ်။ဟုတ်ပြီနင်းအလောက်ကရတဲ့ပတ်စံ30 30 30ပေါ့နော်နင်းရတယ်ပေါ့နင်းအလောက်တစ်ခါလုံးလို့ရှိရင်ပေါ့နင်းငါးစီမှာတောက်လျှောက်နေရဲ့အတော်အတွင်ငါနဲ့အတူတူရှိရဲ့တော်တွင်မှာ sock collar ကြောင်ညာတစ်ခုနေရိုက်ခဲ့တယ်။ Okay ။ဘီယာတစ်ခုရိုက်ခဲ့တယ်။ နောက်ထပ်တခြားကြော်ညာတစ်ခုနေရိုက်ခဲ့တယ်ကြော်ညာ၃ခုပဲရိုက်ခဲ့တယ်အဲ့၃ခုဒီနင်ပတ်စံဘလောက်ရခဲ့လဲဆိုတာလေငါမသိတလို့နင်ပတ်စံကိုလည်းငါတပြားတစ်ချက်မှမတုံးခဲ့ဘူးနင်းနဲ့ငါနဲ့အတူတူရှိနေတဲ့အချိန်မှာမီတာခပေးဖို့အတွက်ကိုတသိန်းငင်ကပေးဖူးတယ်နော်ပြီးတော့ငါတုံးစရာမရှိဘူးလို့ပြောတဲ့အချိန်မှာနင်းတငယ်ချင်းအောင်းအောင်းကိုယ်တိုင်နင်းပတ်စံရဲ့ထဲကယူပြီးတော့မှတသိန်းငါကိုလာပေးဖူးတယ်ဒီတောက်လျှောက်တွဲခဲ့တဲ့စီမံငါ မြစ်စီကပတ်စံနှစ်သိန်းမဲတုံးဖူတယ်โอเคဆိုတော့နင်တခြားဗာမြန်ကောင်ပြောစရာရှိသေးလဲပြီးတော့ငါဒီလဲနင်းစီကလဝါဖြန့်ပြီးတော့မှသုံးနေလောက်ရလောက်အောင်ဒီငါဒီငါအလုံးနဲ့ငါရှိရယ်ဆိုတော့နင်းနဲ့ငါနဲ့စားကြိုက်တဲ့အချိန်မှာငါ overseas ကနေပြန်လာတယ်ငါ overseas မှာနေရယ်ဒီကိုရောက်တဲ့အချိန်မှာငါအကိုရဲ့ resource မှာငါအလုံးလုံးတယ် နော် resource မှာအလုပ်လုပ်တဲ့အတွက်ကြောင့်မို့လို့အပြန်နေနောက်ကျတဲ့အတွက်ကြောင့်တခါလေအပြန်နောက်ကျတယ်ဆိုတာငါတပတ်မှနှစ်ရက်သုံးရက်ပဲဆိုင်ကိုသွားတယ်ဆိုင်ကနေအပြန်နောက်ကျတဲ့အတွက်ကြောင့်နင်းအဆင်မပြေဘူးဆိုလို့ငါဆက်မသွားတော့ဘူးအဲ့မှာအလုပ်လုပ်တာဒီ9ရက်ဝင်ဝင်တလောက်30ကျော်အထက်မှာပဲရှိတယ်အဲ့ဒါရောတယောက်တစ်ဝက်ရှင်းပေးမလားနင်းနင်းပစံကငါသုံးခဲ့တယ်ဆိုငါပစံအစတော့ကညီမဖက်ကဒီပစံတွေကိုပြန်တောင်းဖို့လဲအစီအစဉ်မရှိဘူး ဘာလို့လဲဆိုတော့ညီမတို့နှစ်ယောက်ဒီပတ်စံစုကြမယ်လောက်တူလောက်ကြမယ်အဲပြီးလို့ရှိရင်လက်ထပ်ကြမယ်ပေါ့နော်ပြီးတော့အခုအတူတူနေရဆိုတာလေမြန်မာထုံးတန်းဆင်လာတရားဥပဒေအရပစိုးတန်းနေအကျင့်လင်မယားအရာမြောက်ပါတယ်ညီမနဲ့သူနဲ့တူတူနေရသည်ဧဇရင်နဲ့နေတာပါရက်ွက်ကလည်းတည်ပါတယ်ညီမတို့တူတူနေရဆိုတာကိုအကျင့်လင်မယားအဖြစ်နဲ့ဒီအိမ်မှာအတူတူနေတာပါနော်ပြီးတော့ အော်တချို့တွေကိုချင်းမစာမနာပေါ့နော်ပြောကြတဲ့အမျိုးသမီးလေးတွေလည်းတွေ့တယ်အမျိုးသားတွေလည်းတွေ့တယ်အကိုတွေအမတွေလည်းတွေ့ပါတယ်ဆိုတော့အကိုတို့အမတို့မှာညီမလေးတွေအမတွေပေါ့နော်ညီမလိုမျိုးနိုင်ထက်စီနေလောက်ခံရပြီးဖောက်လွဲဖောက်ပြန်နိုင်ကျင့်ခံရတယ်ဆိုလို့ရှိရင် အကိုတို့အမတို့ငြင်းခံနေမလားရှင်ညီမအဲ့ဒါလေးလည်းသိချင်ပါတယ်သူများတစ်ဖက်သားရဲ့ကိစ္စအကြောင်းအရာအဝဝကိုမသိဘဲနဲ့ ဗဇက်ကနင့်နနနာပြောဖို့မသိဘူးလို့ထင်ပါတယ်။ဆိုတော့အကိုတို့အမတို့မကြည့်ချင်ညီမဗီဒီယိုကြော်သွားလို့ရတယ်မမြင်ချင်ဘလော့ထားလို့ရပါတယ်။ညီမဒီလိုမျိုး ထုတ်ပြတယ်ချပြတယ်ဆိုတာဒီညီမလိုမျိုး နောက်ထပ်မခံရအောင်လို့သူများအနိုင်ကျင့်တိုင်းညီမဒီမခံဘူးဆိုတာကိုသိစေချင်လို့ညီမဒီတင်တာပါ။ဒီယောက်ျားဒီတယောက်တော့မဟုတ်တဲ့လူတွေနဲ့ မိမများစွာကိုဖောက်ပြန်ထားတဲ့ယောက်ျားဖြစ်တဲ့အတွက်ကြောင့်မို့လို့မြမဒီဗီဒီယိုတင်တာမြမခံစားနေရတဲ့ဟာကိုထုတ်ဖော်ပြောပြတာဘယ်မိမမှကို့အတိုင်းဝိုင်းကို့မိသားစုအဆက်ကွဲခံပြီးတော့မှဒီလိုမျိုးမတင်ဘူးမြမဒီလိုမျိုးတင်နေဆိုတာမြမရင်ထဲမှာလည်းမြမနာကြီးချက်နဲ့မြမလေအကိုတို့အမတို့ရဲ့ဇနီးမယားတွေတည်တကြောက်တော့မကတော့တခြားတော့ဒစိမ့်တယောက်နဲ့ဒစိမ့်တယောက်တော့မကတဲ့လူတွေနဲ့သွားအိတ်နေရဆိုရင် ဖောက်ပြန်နေရယ်ဆိုလို့ရှင်အကိုတို့အမတို့ပျုံပျုံလေးနေပြီးတော့မှလက်ခံမလားရှင်ညီမသိချင်တာပါလက်ခံမလားပြီးတော့အတိုင်းဝိုင်းကြီးလို့ပေါ့နော်ဟိုဗာလဲမင်းသားညီမို့လို့ချူရယ်စားရယ်ပြောရအောင်အဲ့လိုမျိုးပြောရရည်လဲတွေ့ပါတယ်အဲ့လိုတွေပြောရအောင်သူတီညီမအိမ်ပေါ်ကိုစတက်လာတဲ့ရ ပတ်စံတပြားတစ်ချက်မှမပါတဲ့အကောင်ကိုညီမအိမ်ပေါ်ခေါ်တင်ထားတယ်။သူနဲ့အတူတူ ရုံးကန်ဘူးထိလက်ထပ်ပါမယ်ဆိုပြီးတော့မှနှစ်ယောက်တူတူကြိုးစားပါမယ်ဆိုပြီးတော့ဒီလိုမျိုးမိုက်မိုက်မဲမဲနဲ့လက်ကိုတွဲခဲ့တာ။ခုအချိန်နေအထိသူစီမှာတပြားတစ်ချက်မှချူမစားရသေးဘူးရှင်။စားဖို့လည်းအစီအစဉ်မရှိဘူး။စားရအောင်လည်းသူ့မှာအလောက်ထိအရေးချင်းမရှိဘူး။အဲ့လိုအရေးချင်းမရှိရဲ့ယောက်ျားကိုအချစ်ဆိုတဲ့အရာလေးတစ်ခုတည်းနဲ့ညီမကမိုက်မိုက်မဲမဲလက်ကိုဆွဲပြီးတော့မှရှောက်လန်းခဲ့တာရှင့် အဲ့ဒါကိုလေမိဘပြည်သူတွေအကုန်လုံးကိုလည်းသိစေချင်ပါရဲ့ရှင်အကိုတို့အမတို့ရဲ့ညီမလေးတွေအမလေးတွေပေါ့နော်ဒီလိုမျိုးနိုင်ထက်စင်းစော်ကားခံခဲ့ရလို့ရှိရင်အကိုတို့အမတို့တွေလည်းပြုံးပြုံး